အော်အမကလည်းငင်းငင်းတော့ခြေသေးလေးဆိုလည်းအရန်လှထီးစားရင်တော့မှခြေတော့လုံးဝရောနော်ဟုတ်တယ်အမရဲ့ခြေတော့လုံးဝမှခြေစင်ခြေတော့လေးရာစထီးစားရင်နေပူမခံဘူးအဲ့ခြေကခြေတော့လေးရာစဘီယူဆိုင်တာသူကသူသမီးကိုလည်းအဲ့လိုပဲခြေတကြီးနဲ့ကြည့်နေတော့အများကြီးပြောနေတော့အမက ဝမဲ့ဟာမဝဘူးပေါ့အမေလှုပ်တာနဲ့ဟာစိုက်ပိုတွေဝင်သွားပြီဟာဘာကြီးပူနေပြီဟာမြင်းမြဟိုဟာပေါ့ဝေးရှော့မအဲအဲ့လိုမျိုးပေါ့ကိုရောကကြတော့အဲ့လိုဟိုအခုလို social media ရမ်းမရှိသေးတော့လေအဲ့လိုမျိုးဟို skin care ကိုဘယ်လိုလုပ်အောင်ပါညာဆိုတော့မသိအဲ့တော့အကြီးကြီးစီကပဲတင်ယူရတာပေါ့ကွယ်တဲ့မလားအဲ့လိုမျိုးအမတို့ဘယ်လိုနေရထိုင်နေဘယ်လို view site တဲ့အော်အဲ့လိုနေကမှသားကမလောင်ပါဘူးအဲ့တော့မှငါကကလမလေးမဖြစ်ပါဘောအဲသိရမလားအဲ့လိုမျိုးလေးပေါ့အဲ့ဒါကကိုက senior တွေစီကတင်ယူရတဲ့ဟာတွေပေါ့နော် ီကအဲ့လိုပဲငငယ်လေးတွေကလည်းအဲ့လိုပဲသိလားအဲ့လိုသူကအရန်ချွဲငငယ်တော့ကလည်းအဲ့လိုပဲလေသူကလှတာပေါ့နော်ငငယ်တော့ကလည်းလှကိုရငေးနေတယ်အဲလှရပေါ့အရန်လှရပေါ့နော်သိရမလားအကြီးမားငေးရတာမဟုတ်အမကလည်းငငယ်တော့ခြေသေးလေးဆိုလို့အရန်လှထီးစားနေတော့မှချက်တော့လုံးဝပေါ့နော်ဟုတ်တယ်အမရဲ့ပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် အမကလည်းမင်းသမီးလောက်တဲ့အမအောင်ချေလှရဲချေသေးလေးလက်သေးလေးကအစားလှရပါဘောလေအဲ့ဒါနဲ့အမ6ရက်ကလေးကအစားလှအမ6ရက်လေးကအစားခီးဆောင်ရင်နေပူမခံအိုက်ချေတဲ့6ရက်လေးကအစားဘီယူဆိုင်တာအော်မင်းသမီးဆိုတာအဲ့လိုမျိုးပါလားကိုရီးယားနေရတယ်ကြည့်ပြီးအော်အဲ့လိုမျိုးလေးကအစားဘီယူဆိုင်ရတာပါကိုရီးယားကခါကြလို့ချင်းအဲ့တော့ ကိုရီးယားကလေးဆိုတော့ဘလူကူးဆိုင်ရမလဲဘလူနေရထိုင်ရမလဲမသိသေးဘူးဒါပေမဲ့အကြီးကြီးစီကပဲတင်တာပေါ့အမတို့တွေ့ရစီနီယာကြီးစီကတင်တယ်ဆိုတော့အော်လက်သေးချီသေးလေးကြီးကအမဆိုချီသေးလေးဆိုလက်အဲ့လိုမျိုးလေးမီတော့တယ်အဲ့လိုမျိုးချီမှာလည်းဟိုပေါ့ဘလူကောကြာရှင်အကျန်းလေးအများရန်လေးဟိုပါပေါ့နော်ဟိုနေပူရန်လေးအဲ့လိုမျိုးအသားမဲမှာတော့ကတော့အရန်ချောက်တာလေးတိလားအရန်ချောက်တာဆိုတော့အဲ့တင်ရတာတော့ပတ်တာပဲဟိုဘာလို့လှလဲတော့သိရမလားမင်းသမီးကြီးရောလေဘာလို့လှကိုယ်ဆိုရင်အဲ့တော့နေလောင်သိရမလားကလမလှလှခေါ်ကန်းအဲ့ဒီအဲ့လိုဆိုကြီးလာမှာအဲ့လို ကိုရောကျတော့အဲ့လိုဟိုအခုလို social media ရမ်းမရှိသေးတော့လေအဲ့လိုမျိုးဟို skin care ကိုဘယ်လိုလုပ်အောင်ပါညာဆိုတော့မသိအဲ့တော့အကြီးကြီးစီရပဲတင်ယူရတာပေါ့ကွယ်တဲ့လားမလားအဲ့လိုမျိုးအမားတို့ဘယ်လိုနေရထိုင်နေဘယ်လို view site တဲ့ อ๋อไอ้หลุนนี่กามาตาอ่ะไม่ลองมาอ๋อไอ้ตัวมางากะละมะเลยไม่ขึ้นมาบ่เออติยังไม่ล่ะไอ้หลุนนี่บ่อะน่ะกูอ่ะซีเนียร์นี่ซีอ่ะตีนอยู่อ่ะแห่หาดิบ่เนาะอเมียนยอแล้วก็จ้ะတော့ပြောด่าจ้ะတော့อ้ามารู้ว่าเอ๊ะญาติมาเลยดีโลเล่หลบไปละด่าก็တော့อเปียวบ่เนาะกูอ่ะอเมียนอ่ะแล้วตีนอ่ะบ่ญาตินี่ก้องหนาอ๋อซูด่าบ่เนาะตีนอ่ะ6รอบกว่าตีนตอกดอกอ๋อก็ซ้องดอกด่าเว้ยแล้วสรุปเลยหึงา6รอบกว่านี่ไม่ปูกินเนี่ย6รอบกว่าอ่ะชื่ออ่ะหลุนนี่อะกูอะกูတော့ดิมาอะมาดิมาดิมาก้าใหญ่เนี่ยสรุปแล้วติยังไม่ล่ะคาแรคเตอร์เนี่ยหนีอ่ะกูเนี่ยด่าละเว้ย ငင်းနေရောငင်းငင်းရအရန်လာလေအမလေးအခုအခုထိလည်းလာနေတော့မှာပဲခုနကပြောအမဒီအတိုင်းလေးပဲလို့ငင်းငင်းနဲ့ကြည့်ရတိုင်းလေးပဲအဲ့လိုခဏကူဆိုလဲထိမ့်နိုင်တယ်ဗောနော်အဲ့ဒါအမဘလို့ထိမ့်နေခုနကအမလှမ်းမိတယ်အမပြောပြအောင်ဘလို့ထိမ့်နေပြောပြအောင်ထိမ့်နေတယ်အမအဲ့လိုစားတဲ့ဟာလေးပြောပြကိုပို့ပြီးတော့ထိမ့်ချက်လဲဆိုတော့လေကိုရီးယားကသူများလို့အရင်မရှိဘူးလीနော်အရင်ကပူတဲ့ခါကျတော့ အဲ့တော့ကိုရက်ကအဲ့လိုမျိုးဝါလိုက်တာနဲ့ပုပ်ပုလုံးလုံးကြီးဖြစ်သွားမှာအောင်အဆင်မပြေဘူးအဆင်မပြေတဲ့ခါကျကိုကိုအမြင်တမ်းကြည့်နေအဲဘေးကလည်းသားသမီးတွေကအရင်တော့မမေရှိတော့တော့မမေကတချင်လို့စစားခိုင်းတုတ်လာပြီ စစားဗိုက်ကြီးပူလာပြီအဲ့လိုမျိုးပေါ့မပူရင်လည်းပူတယ်လို့အမေမေကစိုက်ကိုသုံးတာပေါ့တောက်ပြီးတော့သူ့သမီးကိုအမြဲတမ်းအရေးကြီးကြီးကြီးနဲ့အမေလုပ်တဲ့လူဆိုတော့အနီးကတော့ပူဖက်ရှင်ကြာတော့အေးလူလေးမေးကြည့်လိုက်တော့အရင်မိုက်တာအပြည့်ဟုတ်တယ်အမတဲ့အပြည့်တကယ်ကတော့ဟုတ်တယ်အနီးကအမမပီဘူးမမီဘူးမမီမမီကအရန်ကိုမလေးထောက်တာအနီးကစပင်တိုလေးနဲ့လိုမျိုးရန်ကိုအပြည့်လေးနော်အပြည့်အပြည့်အပြည့်မေကပ်ကောပါအောင်အကုန်လုံးအပြည့်အပြည့်သူကသူ့သမီးကိုလည်းအဲ့လိုပဲကြီးကြီးနဲ့ကြီးနေတော့အမြဲတမ်းပြောနေတော့အမက ဝမဲဟာမဝဘူးပေါ့အမေလှုပ်တာနဲ့ဟာစိုက်ကိုတွေဝင်သွားပြီဟာဘာကြီးကိုနေပြီဟာမြင်းမြဟိုဟာပေါ့ဝေးလျှော့မှအဲအဲ့လိုမျိုးပေါ့အခုဆိုရင်လည်းမေမေမရှိတော့တဲ့နောက်ပိုင်းကျတော့အင်းကသမီးတွေသားတွေကမင်းနော်ဝါလာပြန်ပြီနော်အဲသူကသူ့ဖွားရဲ့အမွေကိုစက်ခံပေးပေးထားတာပေါ့ဒါမဲ့အာမေမေရောကလေးတွေရောကျေးဇူးတင်ရမယ်ပေါ့နော်ကိုကအဲ့လိုပြောပေးမဲ့လူရှိရဲ့အတွက်ကိုတွေကထိမ့်ဖြစ်တာပေါ့အဲအဲ့ဒီခါကျတော့ဩငါဝါလာပြီလားဆိုပြီးတော့အမြင်တမ်းပေါ့နော်အမလည်းအဲ့လိုပဲဝါရာကြီးကိုစိုက်ဖို့တခုလိုဖြစ်ပြီးတော့လေအဲ့လိုမျိုးစားခြင်းလည်းမစားရအောင်အဲမင်းညာ မလေးရဲ့လို့အမဒီနေ့တနေ့လုံးတော့အသက်ကုန်စားလိုက်နောက်နေလဲကြ fasting လုပ်ပြန်အဲ့လိုလဲပန့်နေရအဲ့လိုပဲလဲပန့်နေရတာလို့သိလားလို့ကမ်းဖက်လားကမ်းဖက်ကအဲ့ဒါကြောင့်ပြောတာညီမလို့အမှုပညာမလုပ်ဖဲနဲ့မနေနိုင်ဘူးမလားလို့ဘလောက်ပဲပြေဆုံးပြေဆုံးလို့ဟုတ်တယ်တဲ့မရဲ့သမီးပြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်နဲ့ဒီကိုလုတ်ကိုလုတ်ချင်တယ်ပေါ့နော်ကောင်းတယ်လို့ပြန်ပြီးတော့ပေါ့နော်ဝင်လာတာလို့အဲ့ဒါလို့ဝမ်းသာတယ်ပေါ့နော်အမအခုမဆာလေးတို့ဒီပေါ့နော် ရုပ်ရှင်သဘင်ဂီတပေါ့နော်တယောက်တည်းရဲ့စီကမှာပါရှင်အဲ့တော့မန်းစာလေးတို့ရုပ်ရှင်ကတော့၁၀ရက်နေမှာကပြမှာပဲဖြစ်ပါတယ်အမျိုးသားဆက်ရုံမှာပါပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီရုပ်ရှင်သဘင်ဂီတပွဲကြီးမှာငလင်ဘေးတဲ့နဲ့ပြည်သူတွေအတွက်ရံပုံငွေပွဲလေးပါနော်အဲ့ပွဲလေးမှာလာရောက်ပြီးတော့ပေါ့နော်အားပေးကြပါဦးလို့ထိတ်ခေါ်ပါတယ်ရှင်